မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာမိုးရစ်ဆေးဝါးအမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံနေရတာကြောင့်မြန်မာစစ်ပေးရှောင်တွေကန့်သက်ခံရတာတွေများလာနိုင်တယ်လို့စစ်ရှောင်တွေနဲ့ကိုညီပေးနေသူတွေကပြောကြပါတယ်တီးရီသတင်းပေးပို့ထားတာပါရှင်အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်မှာမူရင်းစေဝါတည်ယူမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံနေရတာဟာ စီပေးဆောင်တွေအတွက်နေထိုင်ရတာကန့်သက်မှုတွေပိုများလာနိုင်တယ်လို့စီပေးဆောင်တွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းကျန်းဖန်ခရိုင်ဇူခေါ်တာကနေအိုက်စောမြို့ကိုလာတဲ့တစီကားတစီကိုရဲစစ်စေးရေးခိတ်မှစစ်ဆေးရာချင်းပြည်နယ်ဖလန်းမြို့နယ်ဒေသခံအမျိုးသမီးတယောက်စီကဘိန်းဖြူ119ဂရမ်ဖမ်းဆီးမိခဲ့တယ်လို့ချင်းပြည်နယ်အခြေဆိုင်သတင်းမီဒီယာတွေမှာဖော်ပြထားပါဗျ။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဟာချင်းပြည်နယ်ကတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့မြန်မာစစ်ဘေးရှောင်တွေအများဆုံးနေထိုင်ကြပြီး အိမ်ငန်းနေကြသူတွေရှိတယ်လို့စီပေးဆောင်စခန်းတွေမှာနေထိုင်ကြသူတွေလည်းရှိပါတယ်။ဒီလိုမူရစေမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံနေရတဲ့အတွက်ရိုးရိုးသားသားနေထိုင်တဲ့စီပေးဆောင်တွေပါနေထိုင်ရကြက်လာမှာကိုစိုးရိမ်နေရတယ်လို့ကြံဖိုင်မြို့မှာနေထိုင်တဲ့မြန်မာစီပေးဆောင်မျိုးသမီးတစ်ယောက်ကပြောပါတယ်။ဟုတ်တယ်များနေတယ်စီပေးဆောင်အဲ့ဒီဖြစ်နေတာအကြောင်းမို့ကြာရင်ကျမတို့ကမောင်းထုတ်ခံရမယ်လို့ယူသတ်တတ်လုပ်ကြနေတဲ့သူတွေလေ ကန်စားစရာလေးသူဟာလည်းတက်ဆိုတော့ရှိပါတယ်ဒီဘက်မှာမလို့ရင်တောင်းတီကိုချောင်းပစ်ပေါ့ဇုံကထားအဲ့ဘက်မှာကန့်နေပြီးတော့လို့ကန်စားလို့ရပါတယ်အိန္ဒိယဟာဘက်ကလည်းစပီးရှောင်းနေဈေးမရောဘူးလို့အဲ့လိုမျိုးတွေဖိတ်တင်လာမဲ့အခြေအနေမျိုးကြားနေရတာကြောင့်မို့လို့အာဆိုအဲ့ဒီခါကျတော့လို့ကန်စားလို့မရတော့ဘူးပေါ့ဟဲ့မီဇိုရမ်ပြည်နယ်ရဲဌာနရဲ့စည်ရင်တွေအရ2020ခုနှစ်ကနေ2025ခုနှစ်အထိ မီဆိုရမရာဇဝတ်မှုတွေနဲ့ဖမ်းဆီးခံရတဲ့နိုင်ငံသားသားအယောက်460ရှိပြီးအဲ့ဒီထဲမှာမြန်မာနိုင်ငံသား439ယောက်ပါဝင်ပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေထဲမှာ185ယောက်ဟာမူရည်စေဝါမှောင်ကုမှုနဲ့အမှုဖွင့်ခံရသူတွေဖြစ်တယ်လို့သိရပါတယ်။မူရည်စေမှုနဲ့မီဆိုရမဖမ်းဆီးခံရသူတွေဟာစစ်ပေးဆောင်တွေမဟုတ်ဘဲစစ်ကောင်စီရဲ့မူရည်စေဝါကိုရက်နဲ့ဆက်ဆက်တဲ့သူတွေဖြစ်ပြီးသူတို့ကစစ်ဆောင်စခန်းတွေနဲ့သူတို့ရဲ့ဆွေမျိုးစစ်ဆောင်တွေစီမှာယာယီတဲခိုသူတွေဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့်စစ်ပေးဆောင်တွေကမူရစေဝါတည်ယူနေတယ်လို့အထင်မြင်လွဲစရာတွေဖြစ်နေရလို့စစ်ပေးဆောင်ရေးကူညီပေးနေသူတွေကပြောကြပါဗျာအချိန်မှာစစ်ကောင်စီကမူရစေဝါတည်ရခိုင်အကြီးဆုံးတွင်ဖြစ်နေတဲ့ခါကျတော့ဒါရီစစ်ကောင်စီအမှန်ရနေတဲ့ရွေးကြတော့ဒီကိစ္စကြီးမှပိုပဲရှိတယ်ဒီတိုင်းမီဒီယာမှာလည်းစစ်ပေးဆောင်နေနေ လိုလိုပါလိုလိုနဲ့မြောင်မှကမရှိတာမှုတွေရှိတယ်။ဟာဒီကြောင့်စိပေးရှောင်းတွေကိုအများရန်အာတစ်တရောက်ကိုနေပေးနေတဲ့အိန္ဒိယနိုင်ငံသားတွေကလည်းစိပေးရှောင်းတွေကိုတလဲမခံချင်တော့တာလည်းရှိတာပေါ့နော်။တော်လေးတော့ကြက်တော့ရိုက်စေတယ်ဒီလိုကိစ္စတွေရတော့။မီဇိုရန်ပြည်နယ်အစိုးရရဲ့တရားဝင်စီရင်ရာမြန်မာနိုင်ငံကနေရွှေပြောင်းရောက်ရှိလာတဲ့မြန်မာနိုင်ငံသား3000နီးပါးရှိပြီးချင်းရက်ဖက်အဖွဲ့တွေရဲ့စီရင်ရာချင်းစိပေးရှောင်း9000နီးပါးရှိတယ်လို့သိရပါတယ်။ချမဒီရီပါ စစ်တွေမျိုးမှာရှိတဲ့ဖုံးတော်ကြီးကျောင်းတွေမှာနေထိုင်နေကြတဲ့စစ်တွေမျိုးနဲ့အနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံ9000ကျော်ဟာစစ်ကောက်မရှင်ရဲ့လာဆင်ထောက်ပံ့ကြေး2000ကိုပဲမိခိုနေရပေမဲ့ပြီးခဲ့တဲ့ဇွန်လကနေစတင်ပြီးအဲ့ဒီထောက်ပံ့ကြေးတွေမရှိတော့ပါဘူး။ဒါကြောင့်မလို့စစ်ရှောင်းတွေစားဝတ်နေရေးကျက်တဲနေပြီးငတ်မသေးုံတမဲဖြစ်နေရလို့စစ်ရှောင်းတွေကပြောကြပါဗျ။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ ပြီးခဲ့တဲ့2024ခုနှစ်မေလကုန်ပိုင်းကစပြီးစစ်တွေမြို့ပြိုင်းဖြူရောအပောင်းဝင်ကျေတော်ရွှေပြည်သာအမြင့်ကျွန်းရေချမ်းပြင်တင်မုံတန်းပါတလေဓာရီကန်စားတဲ့ကြေော်ပေါင်း20ကျော်လောက်ကဒေသခံပြည်သူတွေကိုစစ်တပ်ကအတင်းအဓမ္မနှင်ထုတ်ခဲ့ပါသည်ဒါကြောင့်လက်ရှိစစ်တပ်ထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်စစ်တွေမျိုးကဘုံတော်ကြီးကျောင်းတွေမှာယာယီနေထိုင်နေကြရပါတယ်။ စစ်တွင်မြို့မှာစစ်ပေးဆောင်စခန်း94ခုအင်ထောက်စု1120စုလူဦးရေ8039ရောက်ရှိတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်စစ်ကောင်ရှင်ကစစ်တွင်မျိုးကစစ်ပေးချောက်တယောက်ချင်းစီကိုတလာမငွေ2000ကျပ်နဲ့ဆန်နုစီဘူးအလုံး60စီထောက်ပံ့ပေးနေတာပါလို့စစ်ပေးချောက်တွင်နဲ့စစ်ပေးချောက်စခန်းတောင်ဝန်ခံတွေကပြောပါရီ ဒါပေမဲ့လည်းအဲ့ဒီအထောက်အပံ့ကိုပြီးခဲ့တဲ့အစွန်လအထိပဲရရှိခဲ့ပြီးတော့လက်ရှိအချိန်ထိထောက်ပံ့ကြေးတစုံတရာမရရှိတော့ဘူးလို့ဆိုပါရယ်တိုက်ပွဲတွေပပက်လေးဝိုင်းနေတဲ့စစ်တေမျိုးမှာအလောက်ကိုင်းရရှိရေးဟာမြို့ခံတွေအတွက်တောင်မှမလွေကူတဲ့ကိစ္စပါ ဒါကြောင့်စစ်ရှောင်းတွေအနေနဲ့စစ်ကော်မရှင်စီကရတဲ့ထောက်ပံ့ငွေ2000နဲ့ပဲဘိုးအောင်ကိုမတည်ယုံတမင်ရက်တင်နေကြရပြီအဲ့ဒီအထောင်ပံ့ကိုပုံမဲ့လေးထောက်ပတ်ပေးစင်ခြင်းတယ်လို့စစ်ဘေးရှောင်းတွေနဲ့စစ်ဘေးရှောင်းစခန်းတာဝန်ရှိသူတွေကတောင်းဆိုနေကြပါတယ်အဲဒီနေ့ဇွန်ဖြစ်ဆိုပြီးပြီးကြတာပါပေါ့ကွာအစိုးရကကျွန်တော်တို့ကိုဧပြီမေဇွန်လတွေဆိုပြီး3လ6000ပြည့်ခဲ့တာပါအဲ့ဒါပြီးနောက်ပိုင်းအခုထိလုံးဝမရသေးတာပါကျွန်တော်တို့ကအဲ့ဒါနဲ့ပဲဘဝကိုရပ်တည်နေရတာပါ ငတ်လို့မသေးုံတမဲပါပဲကျွန်တော်တို့စံတဘူးနဲ့ဘလို့မှတောက်မခံနိုင်ကြတော့ပါဘူးအဲ့ဒီစံကိုထမင်းဖြစ်ဖို့အတွက်လောင်စာတွေထင်းနေရှာရတာကဲတော်တော်ကိုအခက်ခဲရှိပါတယ်မီးလည်းမရှိဘူးအိပ်ရတာကလည်းတော်တော်ကိုခက်ခဲပါတယ်ဘုံကြီးကျောင်းအောက်ကတမန်တလင်းတွေပေါ်မှာပဲအိပ်ကြရတာပါကလေးတွေဆိုယောဂဖြစ်ကြတာများပါတယ်ကျွန်တော်တို့တော်တော်ကိုအခက်ခဲဖြစ်နေကြတာပါတလားတစ်ချိန်လောက်ပဲဖြစ်ဖြစ်ဌာနဆိုင်ရာတွေကလာရောက်ကူညီပေးစေကြပါတယ် အဲ့ဒီလိုငမ်းမတည်ုံတမယ်ရင်ဆိုင်နေရတဲ့သူတွေလည်းရှိသလိုစစ်တွေကစစ်ဆောင်တွေထဲမှာအာဟာရပြတ်ပြီးတော့တည်ဆုံသောသူတွေလည်းရှိတယ်လို့စစ်ဆောင်တွေကိုကုညီဆောက်ရှောက်ပေးနေသူတယောက်စီကသိရပါတယ်။လုံခြုံရေးအခြေအနေကြောင့်အင်တာဗျူးပြန်မဖြေပေမဲ့စစ်တွေမှာအာဟာရပြတ်လို့တည်ဆုံတဲ့စစ်ဆောင်9ယောက်လောက်သူတွေ့ဖူးတယ်လို့ဆိုပါတယ်။ ကမ္ဘာစာနေအခအဖွဲ WFP နဲ့ ICRC တို့ကတခါတလေထောက်ပံ့ပေးတာတွေရှိပေမဲ့လေလုံလောက်မှုမရှိဘူးလို့ပြောပါတယ်။အခုလို့ကုညီထောက်ပံ့မှုတွေမရှိတာကြောင့်စေဘေးရှောင်တွေဟာစာဝန်ကြီးရဲ့ပုံမှန်ခက်ခဲလာနေတဲ့အပြင် စစ်ကောင်စီရဲ့ကုန်လန်းရေလဲပိတ်ဆို့ထားတာတွေကြောင့်ကုန်စည်နှုန်းမြန်မာမှုန်ထံကိုပါတပါးလေးခန်းစားနေကြရတာပါ။ လက်ရှိမှာဆန်ချန်တအိတ်ကိုအနည်းဆုံး3000တောင်းဝန်းကျင်ရှိပြီးစောင်းစီ1လီတာကို1000တောင်းဝန်းကျင်အထည်ဈေးမြင့်တက်နေတာပါဒါအပြင်လောင်စာအနေနဲ့တုံရတဲ့ထင်းစည်းအသေးတစည်းကိုလည်း၄000ကျပ်ဝန်းကျင်အထိရှိနေပေမယ့်အဲ့ဒီထင်းစည်းဟာထမင်းတအိုးကျပ်ဖို့လုံလောက်တဲ့ပမာဏမရှိပါဘူးစစ်တပ်ရဲ့အတင်းအဓမ္မနင်းထုံမှုကြောင့်နေရစွန့်ခွာလာပြီးစာဝန်တွေရဲ့အကြက်တီးကိုခါးစည်းခံနေကြတဲ့စစ်ဘေးရှောင်တယောက်ကတော့အကြက်တီးတွေကြမှာသူ့ရဲ့အိမ်ကိုပြန်နိုင်ဖို့ပဲမျှော်လင့်နေတယ်လို့ဆိုပါတယ် ံပေးဖို့မဟုတ်ရရင်ငါ့ကြော်ရတော့ငါ့ကြော်ရမလို့ရင်တော့ကဲကားတော့ကလုံးဝမရှိမှအဆင်မပြေလဲနေနေရတာပါပဲအလောက်ကန်တွေကလည်းလုံးဝမရှိပါဘူးအရင်ကဆိုလက်သမားအလုပ်ပြီးတော့မိသားစုအစာဝတ်အရေးကို ဖြည့်ရှင်းပေးခဲ့တာပါအခုကလက်သမားအလုပ်လည်းမရှိတော့ဘူးတားတက်ရောက်ကိုလည်းအကြောင်းကထွက်ခိုင်းလိုက်ရတယ်ကျွန်တော်တို့ကလည်းအသက်တွေကြီးလာပါပြီပတ်စံတွေလည်းမရှိအိုးနဲ့အိမ်နဲ့နေနေရတာလည်းမဟုတ်ကြောင်းထားဖို့လည်းမတတ်နိုင်တော့ဘူးဌာနဆိုင်ရာတွေကပေးတဲ့ငွေကလည်း တလနဲ့တလလိုက်လို့ကိုမမီဘူးစာဝင့်တွေကတော့အခက်ခဲအများကြီးရှိပါတယ်ချီငါပြီးစားတောက်နေရပါတယ်ကျွန်တော်တို့ကတော့ကိုယ့်အိမ်ကိုယ့်ရွာပဲပြန်နိုင်ဖို့မျှော်လင့်နေတာပါကိုယ့်ရဲ့ကိုယ့်ရွာမှာပဲလောက်ကင်စားတောက်လို့နေခြင်းတယ် ကိုင်းမှာအရခတက်တော်အေးကမြို့သိန်းတိုက်ပွဲဆင်းနေချိန်ကစပြီးစစ်တွေဒေသခံတွေဟာတိုက်ပွဲဖြစ်မှာကိုစိုးရင်ပြီးတော့အများစုဟာပြည်မဘက်နဲ့အေးထိန်ချုပ်ထားတဲ့မြို့နယ်တွေစီတိန်းရှောင်နေကြပြီးအခြေခံလက်လုံလက်စားသမားတွေနဲ့တိန်းရှောင်ဖို့ငွေကြေးမတန်ထားတဲ့သူအနည်းငယ်လောက်ပဲစစ်တွေမြို့တွေရှိနေကြတာပါ။ ဒါကြောင့်လက်ရှိမှာနေရဆွန်ခေါ်ပြီးတော့ဘုန်းတော်ကြီးကျောင်းတွေမှာစစ်ပေးရှောင်းနေရတဲ့စစ်ပေးရှောင်းတွေအပအဝင်စစ်တွေဒေသခံတွေဟာလည်းလူသားချင်းစာနာမှုအကူအညီတွေရရှိနိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။ကျွန်မကေခိုင်ပါ။ဒီ video မြင်တဲ့ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်တီပါ